အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေ new twist ဆွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါ အခုဖတ်ပြမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့နိုင်ငံတကာခေတ်သစ်ကဏ္ဍဝင်ဝိထုတို့များစာအုပ်ထဲမှာဆရာပါတာပြန်ဆိုထားတဲ့ကံဆိုးသူမောင်ရှင်ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ပေးကြပါခင်ဗျာကံဆိုးသူမောင်ရှင်အနောက်ယွန်းယွန်းကိုခုတ်ပါအနောက်ယွန်းယွန်းကိုခုတ်ပါ ကဲ့ဟွန်အငူအနီးတွင်ဖြတ်တန်းသွားသောတင်မောများသို့ရေချောင်းပြညွန်ချချက်အနောက်ယွန်းယွန်းကိုခုတ်ပါမေခလာတင်မောသည်အတ္တနံဒိတ်သမုတ်တရားတောင်လက်ထီချူ90ဒီဂရီနှင့်ပစိဖိတ်သမုတ်တရားတောင်လက်ထီချူ90ဒီဂရီကြားသို့ရောက်တည်နေကြောင်းနေသည်မှာတည်င်းဘက်ခုနှစ်ပတ်ရှိသွားပြီတနည်းပြောရရင်ကဲ့ဟွန်ခေါ်ကျွဲချူအငူကိုပတ်၍ခုတ်ရန် မေခလာစူးစမ်းနေသည်မှာခုနှစ်ပတ်ကြာသွားလိမ့်မည် မေခလာသည်ခုနှစ်ပတ်လုံးလုံးတောင့်တင်လူနေပါရှိနေခဲ့၏တခါတော့ကြောက်ရွံ့ကောင်းသည်တရားတဲ့ဘွေကိုကြောက်တန်းကြီးကိုတွေ့၍လေခုပြီးကထားစဉ်ရုတ်တရက်လေပြင်းတက်၍လမ်းကြီးသောကြောင့်ကြောက်ဆောင်နှင့်ကန်ရိုက်မလိုပင်ဖြစ်ခဲ့သည်မေခလာသည်ကျွဲချူအငူအနည်းရှိကြောက်ဆောင်ကြောက်တန်းများနှင့်ခုနှစ်ပတ်လုံးလုံးနှစ်ပန်းလုံးနေခဲ့ရ၏။ကြောက်ဆောင်ကြောက်တန်းများ၏ရိုက်ပုတ်ထူထောင်ခြင်းကို ခံခဲ့ရ၏ ေခလာသည်တစ်သားများဖြင့်စောက်ထားသည့်တင်မောဖြစ်သည်အမြဲတစေရုံးကန်လှူရှားခရသဖြင့်ပြင်ချက်တွင်ဟနေသည့်နေရာကဟနေကုန်ပြီထို့ကြောင့်တနေ့ကိုနှစ်ခါရေထွက်ရသည်မေခလာသည်ပင်မန်းလာပြီသူ့တင်မောသားများလည်းပင်မန်းလာပြီကိုလုံးကိုယ်ရဲ့ជីကြီးနဲ့ခပ်ဖိုင်ဖိုင်မမာလင်ကြီးဒန်ကာလင်လည်းပင်မန်းလာပြီအပင်မန်းဆုံးဟုပင်ဆိုနိုင်သည် ရှည်ချမ်းလေချမ်းလိုင်းချမ်းကန်းချမ်းဖြစ်သောဤကျွဲချိုအငူမမေခလာအောင်မြင်စွာကိုယ်ပတ်ခုတ်ရည်သည်တူတူဦးရဲပေါ်တွင်အထူးကတာဝန်ကျနေသည်မဟုတ်လောမာလင်ကြီးသည်ကောင်းကောင်းမဲ့အိမ်၌အဲ့ဒီအခါတွင်လည်းအဝတ်အစားကလေးကိုမှမလဲနိုင်ညညဆိုလျင်မာလင်ကြီးသည်တစီ6တီနဲ့တင်မောတစင်းလုံးကိုအနက်ရှောက်သွားနေသည်သူ့အတွင်တရန်ကကိုလုံးကိုယ်ရဲကြီးကြီးတမ္မာတောင့်တင်းသည့်တစီကြီးတကောင်လိုပင်လယ်တွင်အနည်း30မြတ်ကျက်စားခဲ့သည်ဖြင့် ူအသားတို့သည် နေစားလီစား၍မဲနေလေပြီအမွေးမြင်တွေကလည်းထူလာသဖြင့်အဝေးကနေကြည့်လျင်မြဝင်ကြီးတကောင်နှင့်သာတူတော်သည်မလင်ကြီးသည်တစီတကောင်လိုသင်းမောကိုချောင်းလန့်သည်မဟုတ်သူကိုယ်တိုင်လည်းကျွဲချိုအငူအနီးတွင်ဖြတ်တန်းသွားနေသည့်သင်းမောများကိုတတိပေးသည့်ရေချောင်းပြညွှန်ကြားချက်ကိုတတိယကတစီခြောက်ခံရသူလိုဖြစ်နေသည်သင်ဘာလို့လို့အနောက်ရွှင်ရွှင်ကိုထုတ်ခုတ်ပါအနောက်ရွှင်ရွှင်ကိုခုတ်ပါဟုရေချောင်းပြတတိပေးချက်တွင် ပါရှိသည် ထိုတတိပေးချက်ကိုမလိန်ကြီးမစ်ဖြောက်ပြည့်ပြည့်မရတခြားဘာကူမှမတွင်းနိုင် ထိုတတိပေးချက်သာလျှင်ခေါင်းထဲတွင်ရောင်းနေသည်တလောက်ဆိုသည့်ရာသီဥပုဒ်ုမျိုးကိုဖန်နီးရကောင်းလားဟုဖျားသခင်ကိုပြင်မာခြင်းသည်အနောက်ယွန်းယွန်းကိုတိုးရမယ်တဲ့မလိန်ကြီးသည်ကျွဲချိုအငူကိုပတ်ကြည့်ဤတို့ရရင်မရကျွဲချိုအငူကြောက်တန်းကြီးနားသို့ရောက်တိုင်းလန်လန်ထွက်သွားသည်အငူနှင့်မိုင်အနေငယ်ကွာလောက်ရောက်သည်နှင့် ်မြောက်လေပင့်တိုင်လိုက်သည့်အတွက်အရှင်ယွန်းယွန်းတို့မဟုတ်အရှင်မြောင်ယွန်းယွန်းတို့မိုင်း၂၀လောက်လွန့်ပါသွားတတ်သည်။ကွေ့ပက်ရန်ရွတ်ရွတ်တိုက်လိုက်တိုင်းလန်လန်ကြကာလွန့်ပါသွားသည်မှာအချိန်ပေါင်းတဒါဇင်လောက်ရှိတော်မည်။ကွေ့ရည်တိုက်ရန်ပြင်လိုက်တိုင်းအနောက်လေပြင်းကဝင်ဆောင်သည်ဖြင့်အရှိဘက်သို့ကြီးပါသွားတတ်သည်။မာလင်ကြီးသည်ကျွဲချုံအငူကိုပက်၍ရွတ်တိုက်ရင်းမိုးတက်မုန်တိုင်းတွေကိုတစ်ခုပြီးတစ်ခုကျော်ဖြတ်ခဲ့ရသည်တောင်လက်ထီကျူ64ဒီဂရီအထိတွေ့ခဲ့ရသည်အတန့် အန္တာတက်ရေခဲစီချောင်းကြီးထက်ကိုလည်းရောက်ခဲ့ရသည် သူ့အသက်ကို အပောင်ပေးခဲ့ရသည်တို့ရရင်မိခလာသည်အနောက်သို့မရောက်အရှိတို့သာပြန်ပြန်လွှင့်နေသည် စိတ်ပြဲလက်ပြဲဖြင့်မာလင်ကြီးသည် လီမယာရေလက်ချားထဲသို့ဝင်သည်ထို့လည်းရေလက်ချားမှဖြတ်၍ကျွဲချိုအငူကိုပတ်ရန်ဖြစ်သည်ရေလက်ချားထဲသို့ဝင်၍တဝက်လောက်အရောက်တွင်မြောက်ဘက်မှလေပြင်းတိုက်လာသည်ကိုတွေ့လိုက်ရသည်ဗရားချိန်သည်28.88အထိကျသွားသည် ဆိုင်ကလုန်းမုန်တိုင်းကြီးနှီးပါပြင်းသည့်လေလုံးကြီးတစ်ခုရေလက်ကြားထဲသို့မြောက်ဘက်မှဆွဲ့၍ဝင်လာသဖြင့်မိခလာကိုပြန်လှည့်ကမနှဲလွတ်အောင်ပြေးခဲ့ရသည်။ကံကြီး၍တီတီကလေးလွတ်ချင်းဖြစ်သည်။မိခလာသည်လည်းကြောက်ဆောင်ကြီးတွေပေါ်တင်တော်သည်။ဒိုင်ယာကိုယာမီးရက်ကြောက်တန်းကြီး၏အနောက်ဘက်သို့လည်းနှစ်ချိန်ရောက်ခဲ့ရသည်သည်။တစ်ချိန်တွင်မူ၈မိုင်တစ်စိတ်လောက်အကွာတွင်ကျောက်တုံးတွေစိုက်ထားသည့်တင်မောတင်ချိုင်းကိုလမ်းမြင်လိုက်ရသဖြင့်မုန်တိုင်းတစ်ခုကြားမှမနှဲလွတ်အောင်ထွက်ပြေးခဲ့ရသည် ပြင်းလိုက်သည်လေပင်လယ်တွင်မာလင်ကြီးကျက်စားခဲ့သည်မှာအနည်း30ရှိပြီအနည်း30အတွင်းတလောက်ပြင်းသည့်လေပြင်းကိုတခါမှမတွေ့ဘူးသေးမိခလာသည်လေလိုင်းကြီးများလိုင်းလုံးကြီးများပေါ်တွင်နှိပ်လိုက်မြင့်လိုက်ဖြစ်နေသည်နာယီအဘွဲအတွင်း၌မိခလာသည်ငုံတိတိဖြင့်အေယာကြီးသာကျန်တော်သည် လင်းရင်တိုင်ကရွက်ကြီးကိုလဲထားဒီမှာဘာမှမကြသေးတပင်တိုင်ရွက်ဆိုရင်အစ်စ်ဆက်ဆက်ကြီးရှိသေးသည်ယခုလေပြင်းကြောင့်ထိုရွက်နှစုံစလုံးရေပါးစကူလေးများနဲ့စုပ်ပြတ်တက်ကုန်ကြပြီရွက်ဆိုင်ကျိုးနှစ်ထပ်ဖြင့်ချစ်နေအောင်ချီပြီးလိတ်တင်ထားသည့်ရွက်ငါဖုံလဲတိုင်များတွင်မရှိတော့မနဲ့လင်းအားကြီးမတိုင်မီတွင်မိခလာသည့်နှစ်ချိန်မြဆောင်းသွားသည်ကုန်းဖက်များပေါ်တွင်တအားဖိနေသောပင်လယ်ရေ၏အလေးချိန်ရော့သွားစေရန်ကုန်းပတ်နယံတွင်အပေါက်တွေဖောက်ပြရသည် မာလိမ်မူတန်ကာလင်သည်တပတ်လင်တစ်ချိန်လောက်သာနေကုန်မြင်ရသည်တခါတွင်မူနေလေလောက်တွင် နေလုံးကို10မိနစ်လောက်မြင်လိုက်ရသည်နောက်10မိနစ်လောက်ကြာသည့်အခါလေပြင်းတိုက်စာပြူလာ၏ပဲ့စင်နှင့်တာဝန်ကျသူတို့ကရွက်ကိုလိတ်တင်လိုက်ကြသည်ခဏကြာလင်နင်းမုန်တိုင်းကြီးကျလာသည်တင်းမောပေါ်တွင်ဘာကိုမှတက်တဲကွက်ကွက်မမြင်ရအားလုံးမမုံဝါးများသာနေမွန်းတက်အချိန်ကိုမမြင်ရကျယ်မွန်းလက်ချိန်ကိုမမြင်ရဘယ်လက်ထီကျရောက်ရဲ့ ဘယ်လောင်ကြီးကျူရောက်နေသူကိုလည်းမခံမနိုင်ကုန်းမြေကိုမြင်ရမှကုန်းနာကန်နာကတ်နေမှန်းသိရသည်နင်းနေကြဲများသည်တိန်ညိုတို့နောက်ွယ်ရင်ပုံအောင်နေကြသည်တမိုးလုံးမောင်နေသဖြင့်ကုန်းနှင့်ရေကိုပင်မခွဲကြနိုင်မိုးကိုစဝိုင်းပင်လင်းပြောင်းနေသည်တိန်တို့မဲမောင်လျက်ရှိသဖြင့်ပင်လည်းရေပင်သည်လည်းခဲသားပင်ကြီးလိုမဲမောင်နေသည်ကောင်းငင်ကကြလာသော နင်းပွင့်တို့ပင်လင်းဖူဖွေးခြင်းမရှိ ညွန်မောင်းသောကောင်းကင်ယောင်နှင့်ရေယောင်ကြောင့်မဲမောင်နေကြသည်မေဂလာတင်မောပေါ်တွင် သူတို့ဘဝသည်လည်းမဲမောင်နေကြသည်တင်မောသားတို့၏မျက်နာသည်မဲမောင်ညွန်မိုင်းလျက်ပင်လယ်ခုနာကြီးတွေပေါင်နေကြသည်စားငံရေထီထားသဖြင့်အသာအတဏီတွေလန်နေကြသည်ဆင်ဆင်သူတို့သည် လူများနှင့်ပင်မတူ အရေးလူတွေနှင့်တူနေတော်သည်ပဲ့စင်တွင်၎င်း၊ကုန်းဘက်တွင်၎င်း၊သူတို့သည်နေပွင့်မီနေကိုမြင်နေချရသည် နေကိုမမြင်ရသည်မှာတည်တင်းဘက်ခုနှစ်ဘက်ရှိနေပြီ။ခြောက်ထွေခြင်းဆိုသည်မှာဗာမဲမေမတိတော့အိတ်ဆက်ခြင်းဆိုသည်ကိုပင်ကောင်းကောင်းနားမလဲတော့ခါတိုင်းအဆောက်ကျနေငှက်ရရသည်ယခုမှငှက်ရမရနားချိန်မရတင်မောသာအလုံးကုန်းဘက်ပေါ်မှာနေရမည်ဟုအမိန့်ထုတ်ထားသဖြင့်အလုံးကုန်းဘက်ပေါ်တွင်တက်နေကြရသည်။ကုန်းဘက်တွင်မိုးကအင်ဂျီတွေကိုခြုံထားရင်းအပြေးအပြန့်အိတ်ကြရသည်။သူတို့အလုံးပင်မဲနွမ်းနေနေကြပြီ။ ခါတိုင်းခါတိုင်းတမောသားတဝက်ကဂျူတီကြပြီးတဝက်နားကြရသည့်တိုင်ယခုမူတဝက်လောက်ရသည့်အလုပ်ကိုအလုံးဝိုင်းလုံနေကြရသည်ထို့ကြောင့်ကုန်းဘက်ပေါ်တွင်တမောသားအလုံးအမြဲရောက်နေတတ်သည်မြည်သူမှတာဝန်ရှောင်ရမရရှိတက်တာခိုးရမရခြေကျိုးသွားလျက်နေပြီးအလုပ်လုပ်ကြရသည်ကုန်းဘက်တွင်လိုင်းလုံးတစ်လုံးတက်အရိုက်ချော်လဲသဖြင့်ခြေကျိုးသွားသူနေရောက်ရှိသည်သူတို့လည်းအာအာမနေရသူတို့တင်မောပေါ်တွင်ပါလာသည့်တယောက်သော အရေးလူတအူးမှာ ်ဂျော့ဒူရက်ဒီဖြစ်သည်ဂျော့ဒူရက်ဒီသည်တင်မောသားမဟုတ်ဘဲတဦးတည်းသောခီးသည်ဖြစ်၏တင်မောကုမ္ပဏီပိုင်ရှင်၏မိတ်ဆွေတဦးလည်းဖြစ်၏ကျမ်းမာရေးအတွက်တင်မောဖြစ်ပင်လည်းသူလိုက်လာခဲ့ခြင်းဖြစ်သည်တို့ရာတွင်တို့ရာတွင်ဂျက်ရှုအငူတွင်သူတို့တင်မောခုနှစ်ပတ်လုံးလုံးချလာခဲ့သည့်တိုင်သူကျမ်းမာရေးသည်တိုးတက်ကောင်းမွန်လာခြင်းမရှိ ရှင်လျောင်း၏လိုင်းတပိုးထို့ထသောညများတွင်ဂျော်ရန်ဒီသည်တင်မောဝင်းထဲကသူ့အိတ်ဆင်ကလေးပေါ်တွင်အသက်ရှူချက်ကမောနေတတ်သည် ကုန်းဘက်ပေါ်သို့တက်၍နေပူစာလုံသည့်အခါများတွင်လည်းအဝတ်တွင်အထက်ထက်ရစ်ပက်ထားသည့်ဖြင့်သူ့ကိုကြည့်ရသည်မှာလမ်းလျှောက်ရောင်းသည့်အဝတ်ဟောင်းရောင်းသမားနှင့်သာတူတော်သည်။နေ့လယ်ချိန်ဆိုလျှင်ဂျော်ရိုရတီသည်တင်မောကုန်းဘက်ရှိထမင်းစားကန်းသို့တက်၍ထမင်းစားသည်။ထမင်းစားကန်းကခတ်မောင်းမောင်းမျက်နှာချက်တွင်ချိတ်ထားသည့်တင်မောမန်အိမ်များသည်လှုပ်ရမ်းလျက်ရှိကြ၏။တို့ရရင်တင်မောမန်အိမ်တွင်ရှိသည့်တိုင်အခန်းသည်လင်းလင်းချင်းချင်းမရှိ။မောင်မြဲမောင်လျက်သာရှိသည်။ ကျွဲကမျိုးရင်မူကအမောင်ထဲတွင်ကုတ်ကုတ်ကြီးထိုင်နေသောဂျော့ဒိုရက်တီကိုကြည့်ရသည်မှာလူနှင့်ပင်မတူ နာနာဘာဝနှင့်ပင်တူနေတော်သည်ဂျော့ဒိုရက်တီသည်ညနေချင်းဆိုင်တွင်ထမင်းစားနေသည့်မာလိမ်မူဒန်ကာလင်ကိုငင်းငင်းကြီးကြည့်နေသည်တို့ရရင်သူ့အကြည့်တစ်ဖက်သားကိုရှင်လန်းအားတက်စီခြင်းကမတတ်နိုင်။မာလင်ကြီးသည်မျက်မှောင်ကြီးချုပ်ခါစကားတစ်လုံးမှမပြောဘဲအစာကိုဝါနေသည်။မျက်မှောင်ကြုံရင်းဖြင့်ယာတီဥသူကိုချိန်ဆသည် စာရင်းဖြင့်သူ့ဘဝနှင့်တခုတည်းသောအရာကိုစဉ်းစားသည် ထိုအရာမှာအခြားမဟုတ်ကျွဲချိုအငူကိုပတ်ခါအနောက်ဘက်သို့တိုး၍ရွက်တိုက်ရန်ဖြစ်သည်မာလိန်ထံကလင်ကကိုလုံးကွန်ပေါက်ခက်ကြီးကြီးအမွေးအမြင်ခက်ထူထူခက်ကြမ်းကြမ်းသူ့ရုပ်ကိုမြင်ရုံဖြင့်မစ္စတာဂျော်ဒိုရက်ဒီအဖို့လဲထမင်းစားပြက်လောက်သည်မာလိန်ချင်းသည်ဂျော်ဒိုရက်ဒီကိုကန်ဆိုးသူမောင်ရှင်အဖြစ်ကြည့်သည် အရေးအကြောင်းရှိ၍စတဲစရာပေါ်လင် သူ့ကိုပြစ်ချခဲ့မည်ဟုစိတ်ကူထားသည် ထို့ကြောင့်ထမင်းစားချိန်ဆိုရင်မာလင်ကြီးသည်ကန်ဆိုးသူမောင်ရှင်ကိုတလဲယာဒီဥရုကိုတလဲမျက်မှောင်ကြီးချုပ်ရည်ကြီးတဲ့သည်ထမင်းစားရည်မကောင်းရသည့်အထက်တွင်လက်ထောင်မာလင်ကိုလည်းသူစိတ်ဆိုးသည်လက်ထောင်မာလင်သည်သူ့အတွက်ဘာမှအကူအညီမရလက်ထောင်မာလင်နာမည်ကယိုရှူဝါဟင်ကင်းဖြစ်သည်အသွင်ပြင်ရရောအသက်မိုးဝမ်းကြောင်းရပါတင်မောသားဖြစ်သည်အည်ချင်းကမူလက်ထောက်ထမင်းချက်လောက်သာရှိဟင်ကင်းကအရက်ရှိရှိယိုကြီးကောက်ကင်နှင့် တကူကောင်းဆန်သည်ကိုကျင်းစာကိုကျင်းစာတရားကင်းသည်တရေဘောကြောင့်သည် မာလင်တကာလင်ကိုကြောက်ရဲ့ဖားဖားသလောက်လက်အောင်ငယ်သာတင်မောသားများအပေါ်တွင် အနိုင်ကျင့်တတ်သည်တင်မောသားများကလည်းသူ့နောက်တွင်မာလင်ရှိနေသဖြင့်ငုတ်ခံနေကြရသည်ထို့ကြောင့်မိခလာဘောတွင် ဟင်ကင်းသည် အရှင်သခင်ဖြစ်နေသည်အဆစာရရသူလည်းသူ့ချေကြီးယခုလိုကဘာမြေကြီးဤတောင်ဘက်ဆုံးပင်လယ်ထဲသို့ရောက်ပြီးဆိုလျင်ဟင်ကင်းသည်ရေလည်းမချိုးတော့မျက်နှာလည်းမသစ်တော့ ဂျာနတီခမာထမင်းလေးဝင်ဝင်ပါမိအေးအနိုင်နိုင်ကြိုးစား၍စားနေရစဉ်သူ့မျက်နှာကြီးကိုမြင်လိုက်သည်နှင့်ထမင်းစားခြင်းစိတ်တွေပျောက်သွားတတ်သည်ခါတိုင်းဆိုလျှင်ညစ်ပတ်ပေးရသောဟင်ကင်းကိုမြင်သည်နှင့် မာလင်ချင်းသည်ဟင်ကင်းကိုအော်ဟစ်ဆဲရေးတတ်သည်ယခုမူသူ့စိတ်ထဲတွင်အရှိလေးပြန်နှင့်အနောက်ယွန်းယွန်းတို့ရွက်တိုက်နိုင်ရေးအတွက်စိတ်ကူးလျက်ရှိသဖြင့်အခြားအရာတွေကိုသူ့စိတ်ဝင်စားမိဟင်ခင်း၏မျက်နှာသည်ညစ်ပက်သည်ဖြစ်စေတန်ရှင်းသည်ဖြစ်စေသူ့အဖို့လောလောဆယ်အရေးမကြီး ူမျက်နာတန့်တော်ကအနောက်ယွန်းယွန်းသို့ရွက်တိုက်နိုင်မည်တည်းလားဘာမှမဆိုင်ထို့ကြောင့်မာလင်သည်သူ့တင်ပေါ်အနောက်ဘက်သို့ခုန်နိုင်၏အတွက်သာစိတ်ကူးနေသည်သူလက်ထောက်မာလင်မျက်နာတင့်မတိကိစ္စကိုစိတ်ဝင်စားနိုင်သူတို့တင်ပေါ်ပစိဖိတ်သမုတ်တရားလက်ထီချူ90ဒီဂရီတို့ရောက်သည့်အခါ၌ဟင်ငင်းနေပါစိတ်ကူးရသည်မသိရုတ်တရက်ကောက်၏မျက်နာတက်သည်သူ့ကိုယ်သူတန့်ရှင်းစင်ချယ်သည်ယခုလောလောဆယ်ရင်မူကျောရိုရတီတီခမမောင်တဘာဝအလင်းရောင်နဲ့ခမမောင်တင်မောမင်းအိမ်တွေအောက်ထမင်းစပွဲနိုင် မာလင်ကာလင်နဲ့လက်ထောက်မာလင်ဟင်ကင်းတို့ကြားတွင်ထိုင်နေရသည်သူတို့နေရာကြားတွင်ထိုင်နေရသည်မှာကြားတကောင်နဲ့ခွေးအတကောင်ကြားထိုင်နေရတကယ်တို့ရှိသည်ဖျားသခင်သည်ဒီလိုလူတွေကိုအဘဲချောင်များဖန်ဆင်းထိုက်လေသည်ဟုဂျော်ဒရတီတွေ့သည်ဒုတိယလက်ထောက်မာလင်တန်နာကတကယ်သင်္ဘောသားဖြစ်သည့်လူစိတ်ရှိသူဖြစ်သည်တို့ရရင်ဂျော့ဒူရတီသည်တန်တန်းနာနှင့်တိတ်မတွေ့ဖြင့် တန်းသားသည်သူတို့ဘီးမှထမင်းစားကန်းတဲ့သူတယောက်တန်းဝင်လာကတိတ်တိတ်ဆိတ်ဆိတ်ထမင်းစားလေရှိသည်ဇူလိုင်လ24ရက်စနေနေ့၌ဂျော့ဒိုရတီသည်ရှင်လန်းစွာဖြင့်အိမ်ယာမှနိုးလာသည်ဂုံးဘက်ပေါ်သို့တက်လာသည့်အခါ၌မေခလာသည်တဝီဝီအော်မြည်လျက်ရှိသော အရှိတောင်လေပြင်းထဲတွင် လူးနေသည်ကိုတွေ့ရ၏ရွတ်တိုင်မကြီးမှအောက်ရက်များနှင့်ရွတ်သေးကလေးများကိုသာတင်ထားရသည် မေခလာသည်တနိုင်လင်းနှင့်ရင်းမိုင်း၁၄မိုင်နှုန်းဖြင့်ခုန်နေသည် ေခလာသည်အနောက်ယွန်းယွန်းသို့ရွတ်တိုင်နေပြီကျွဲချိုအငူကိုပတ်နေလေပြီဒီအတိုင်းဆိုရင်ဟန်ပြီဒီအတိုင်းပုံမှန်လေးတိုက်သွားဖို့သာလိုတော့သည် သူတို့တိုက်ပွဲပြီးတော့မီအောင်ထော့မီဒီအငူကိုကြော်နိုင်တော့မီတို့ရရင်မာလင်ချင်းတက်ကလင်ကို ကြည့်ရသည်မှာဆိတ်ရှုံနေပုံရသည်ဒိုရတီနှင့်မျက်နှာချင်းဆိုင်တွေ့သည့်အခါတွင်မျက်မှောင်ကြီးကျုံနေသည် လေသည်လေဒီအတိုင်းတိုက်နေသည့်အတွက်သူကျင်းတဲ့ချောင်းကိုကျုံးပိုင်ရေးပိုင်တွင်မသိစေချင် အကယ်၍ဒီလင်းမျိုးကိုသူတို့သဘောကျမှန်းသိလျင်ဖျားသခင်သည်လေချောင်းကိုပြောင်းကအနောက်ဘက်မှလေပြင်းတစ်ခုလွတ်လိုက်လိမ့်မည်ဟုမာလင်ကြီးစိတ်တွင်တထင့်ထင့်ဖြစ်နေသည်ထို့ကြောင့်မာလင်ကြီးသည် လေချောင်းကိုသူသဘောကျကြောင်းကျုံးပိုင်ရေပိုင်တို့မသိအောင်တိတ်တိတ်နေရသည်သဘောမကျခြင်းအောင်ဆောင်းရသည်မျက်မှောင်ကြီးကိုကြုံထားရသည်ဆဲရည်တိုင်းထွာကစိတ်တိုင်းမကြခြင်းအောင်ပြုရသည်ဒီနည်းဖြင့်ကျုံးပိုင်ရေပိုင်နဲ့တို့ကိုလင်ရသည်လောကအရင်မာလင်ကြီးကြောက်သည့်အရာဆို၍ ဘာမှမရှိကျွန်းပိုင်ရေပန်နဲ့တို့ဒဏ်ခတ်မိကိုမူသူကြောက်ရသည်စနေနေ့တနေ့လုံးနဲ့တညလုံးမိခလာသည်အနောက်ရွှွှွှွတို့တိုက်သွားသည်နှုံးကလည်းပုံမဲ့တနာယီကို14မိုင်ပေါက်သည်တနင်္ဂနွေနေ့ညဆိုရင်မိုင်350လောက်ပေါက်တော့မိဒီတိုင်းသာလေမန်နေရင်ချွဲချိုအုံကိုဖားခိုင်းနိုင်မှာတော့ပတ်မိရောပေါ့တို့ရရင်လေချောင်းဖောက်ပြီးအနောက်မြောက်နေမြောက်ဘက်မှာပင့်တိုက်လာနေမူမိခလာသည်အရှိတ်ဘက်သို့ပြန်လွင့်သွားတော်မူ သို့ဆိုလျင်လွန်ခဲ့သည့်တည်င်းခုနှစ်ပတ်လောက်ကရောက်ခဲ့သည့်နေရာထက်ပင်ပို၍ဝေးသည့်နေရာသို့ပြန်၍ရောက်နေပေလိမ့်မည်တနင်္ဂနွေနေ့မနေ့တွင်လေငိမ့်သွားသည်ပင်လေကြီးလည်းငိမ့်တဲ့သွားသည်လိုင်းတဘိုးတို့ဘာမှတော့မရှိတော့ချောမွေလျက်တင်မောသားနှဆိုင်စလုံးသည်ဂုံးဘက်သို့တက်လာကြကတင်မောရင်တွင်ရရသမျှသောရွက်တို့ကိုတင်သည် မာလိန်ထံကလင်လဲကျုံးပိုင်ရင်ပိုင်တို့ရှိတွင်ရှင်ကော့နိုင်ပြီး လေငိမ့်သွားသည်ကိုသဘောကျသည်နှင့်ဈေးပြင်းလိပ်ကြီးခဲရင်တပြုံးပြုံးဖြစ်နေသည်တို့ရရင်ရက်တက်၍ကောင်းလို့လေငိမ့်သွားသည့်အထွက်ကရှင်နှင်းတွင်ဗလောင်ဆူလာပြီအနောက်ယွန်းယွန်းတို့ရောက်အောင်ရွက်တက်ရမည်မတက်၍မဖြစ်ထို့ကြောင့်အနောက်တို့ယွန်းရည်တိုက်ရွက်တိုင်နိုင်ရန်နှက်တကြားများကိုချက်၍ဆူတောင်းရသည်ကျွန်းပိုင်ရေပိုင်တို့ကိုကိုးရသည်စင်စစ်မာလင်ထံကလင်သည်ကျွန်းပိုင်ရေပိုင်တို့ကိုအယုံကြည်ရှိသူမဟုတ်ဖျားသခင်ကိုသာသူယုံကြည်သည်တို့ရရင်မာလင်ကြီးသည်အယူတည်သူဖြစ်သည့်အလျောက် ရေပိုင်ကျုံးပိုင်တို့သည်ဘုရားသခင်ဖြစ်ပြီးဘုရားသခင်သည်ပြီးရေပိုင်ကျုံးပိုင်တို့ဖြစ်သည်ဟုသူထင်နေသည်စင်စစ်သူသည်မကောင်းဆိုအားမိစ္ဆာနတ်ကိုကိုးကွယ်သူဖြစ်သည်တို့ရတွင်မိစ္ဆာနတ်တို့ကိုထိုအမိဖြစ်မဖို့အခြားအမိဖြစ်ခေါ်တတ်သူဖြစ်သည်နေ့လယ်ရှစ်မောင်းရိုက်ပြီးသည့်အခါ၌မာလင်ကြီးသည်ရွှေများအားလုံးကိုခြာရန်အမိပေးလိုက်သည်တင်မောသားများသည်ခိုင်လိုင်းထက်တွက်လက်ဖြစ်လက်နေကြသည်သူတို့တင်မောအနောက်ယွန်းယွန်းတို့ရွတ်တိုင်လာနိုင်သည့်အတွေ့အကြုံသာမျှတာမကား တောင့်တင်းနေသည့်သူတို့ခက်ကိုပေါ်သို့နေကြီးနှွေးနှွေးဖြာကျလာသည့်အတွက်ကြောင့်လည်းဖြစ်သည်ဂျော့ဒိုရန်တီသည်မာရင်မာလိန်ဒန်ဂါလင်နှင့်အတူပဲ့ပိုင်းတွင်ရပ်နေသည့်ခါတိုင်းတို့အဝတ်တွေထူထူတဲ့ဝတ်ထားခြင်းမရှိအင်းရောင်ထဲတွင်ရက်ကသင်္ဘောသားတွေတွက်လက်စာလှုပ်လှုပ်နေကြပုံကိုငေ့ကြည့်နေသည်ထိုစဉ်ဟာလူကျသွားတယ်ဟေ့လူကျသွားတယ်ဆိုတော့အတန်များကိုဥပိုင်းစီမှာချလိုက်ရသည်သင်္ဘောသားတစ်ယောက်ကအသက်ငယ်ဘောကိုချပစ်လိုက်၏ဒုတိယလက်ထောက်မာလင်တန်းသားကပြန်ခွေ့ပြန်ခွေ့ဟဲဟုအတကုံအော်သည် ပဲ့ကိုကင်သူသည်ပဲ့လက်ကင်ပြီးကိုတအားစုတ်ကင်ထားကပဲ့ကိုမရွေ့အောင်ထိန်းထား၏သူ့အနားတွင်မာလင်ရှိသည်ဖြင့်သူသည်ပဲ့ကိုအတင်းထိန်းထား၏ပဲ့ကင်ပြီးကိုမလုရဲသူစိတ်ထဲတွင်မူလက်ကင်ပြီးကိုတအားလက်ပြေးလိုက်ခြင်းသည်လက်ကင်ပြီးကိုတအားလက်ကပြန်꿰ခြင်းသည်ရေထဲတွင်သူ့ရဲဘော်တယောက်နစ်နေပြီမဟုတ်လောအဘယ်မာလင်မဆဲဘဲနေခြင်းမြင်၏တို့ရတွင်ခက်တီကသူ့အနည်းတွင်မာလင်ရှိနေသည်ထို့ကြောင့်ပြန်လဲရမည်လောဟုမေးသည့်အနေဖြင့်မာလင်ကိုမော့ကြည့်လိုက်သည် တို့ရရင် မာလင်ကတုတ်တုတ်များမလို့ဒုတိယလက်ထောက်မာလင်သည်ပဲ့စင်ပေါ်သို့ခုန်တက်လာကဟေးပြန်နေပါလို့ပြောနေတာမကြားဘူးလားကွာဟုဟိန်သွားအောင်ဩသည်တို့ရရင်ပဲ့လက်ကင်ပြီးတွင် မာလင်ဒင်ကာလင်ထိုင်နေသည်ကိုမြင်ရသည့်အခါ၌ဒုတိယလက်ထောက်မာလင်တန်းသားသည်မအော်ရတော့အမိမပြေရတော့ကြောက်ရွံ့ကြည့်လို့ငူကြီးရက်နေသည်မာလင်ချင်းဒင်ကာလန်သည်ဒင်ကာလင်သည်ဆေးပြင်းလိုက်ကိုအစဉ်ပြေနေပြေဖွားနေသည်ဘာမှတော့မပြော နောက်တော့ပြန်လဲလျင်ရေထဲချသွားတော့တင်မောသားကိုတွေ့နိုင်သည်ယခုဆိုလျင်တင်တက်ကယ်ဘောကိုဖမ်းမိက တွင်မိလောက်ပြီးမြည်သူမှလှူရှားခြင်းမရှိကြကြွတိုင်ပေါ်တွင်ရောက်နေသူများသည့်ရွက်များကိုဖြန့်တင်ရင်းထိတ်လန့်တော်မျက်နှာများဖြင့်ကြည့်နေကြသည်မိခလာသည်အနောက်ယွန်းယွန်းသို့တရရည်ပြင်းနေသည်တို့ဖြင့်တမိနစ်ခန့်ကြာသွားသည်ကြာသွားတာဘသူလဲဟုမာလိန်ထန်ကလင်ကမေးသည်ဆန်ရှိကိုရောရပါဆရာဟုပဲ့ကင်ကဖြစ်သည် တင်းမော့မတင်းမော့ပဲ့ပိုင်းမှာလမ်းကြည့်လိုက်ရင်လိုင်းလုံးကြီးတစ်လုံးပေါ်ရင်လူတယောက်ကိုမြင်လိုက်ရ၏ထို့နောက်လိုင်းဤထဲတွင်ခနာပြောက်သွားသည်လိုင်းလုံးကတော်တော်ကြီးသည့်တွေ့ရရင်ဖြာလိုက်လိုင်းကြီးမဟုတ်ဒီမြလောက်လိုင်းကိုတော့ရေငယ်ကလေးတစ်စင်းဖြင့်သွားလင်ပင်အလွယ်တကူသွားနိုင်သည်အထူးသဖြင့်မိခလာလိုတင်းမော့ဆိုလျင်ဆူစရာမရှိ လွယ်လွယ်ဖြင့်တစ်ခဏအတွင်းရောက်နိုင်သည်တွေ့ရရင်မိခလာသည်နောက်သို့ပြန်မလဲအနောက်ယွန်းယွန်းတို့သာတရံချံခုန်နေသည် ဂျော်ဒရန်ဒီသည်သူ့တသက်တွင်တည်ရင်းနှင့်ရှင်ရဲလွန်ဆွဲသည့်လုံးပွဲကို ပထမဆုံးအကြိမ်မြင်ဘူးခြင်းဖြစ်သည်။သို့ရာတွင်ဒီလုံးပွဲသည်ကြည်မကောင်းဒီဇက်လန်သည်ဂျီနူးပဲမဟုတ်ဒီဇက်လန်၌သူတို့အတွေ့အနောက်လက်ချီကျူတို့မှိုင်နေငယ်လူပြီးခုန်နိုင်ဖို့အတွက်ဆန်ရှေကိုရောဆိုသည့်သူမသိသောလူတစ်ယောက်စတေးပစ်ခရပြီ။ပထမတော့ဂျော်ဒရန်ဒီသည်ပဲ့ကိုင်နေသူကိုလမ်းချီမိသေး၏။နောက်ပြန်လက်၍ဆန်ရှေကိုရောကိုဆယ်လီမလာဟုသောမျက်နှာချက်ဖြင့် ကြည်ချင်းဖြစ်၏တို့ရရင်ယခုကြည်လိုက်သည့်အခါ၌ပဲ့စင်တွင်ပဲ့သမားမရှိတော့မာလင်ချင်းတန်ကာလန်ထိုင်နေပြီ သူ့ကိုကအမွေးအမြင်တို့ဖုံးလျက်သူ့အသားကမဲမောင်လျက်လူတယောက်၏တရေရှင်ရေကို ဆုံးဖြတ်နိုင်သည့်အာနာကို ဆွဲကင်လျက်ဆေးပြင်းလိုက်ကိုစိန်ပြေနှပြေတောင်းနေသည်မာလင်ချင်းတန်ကာလင်သည်အတန်ချာမြဆေးပြင်းလိုက်ကိုဇန်ယူတောက်လျက်ရှိထို့နောက်ဆေးပြင်းလိုက်ကိုပစက်မှချွတ်လိုက်သည် မေခလာဤရွက်တိုင်ရွက်လက်တို့ကိုလမ်းကြည့်လိုက်၏ထို့နောက်တင်မောဘေးပတ်လဲရှေပြင်ကြီးကိုလမ်းကြည့်သည်ရွက်တွေကိုလိတ်တင်လိုက်တော့ဟဲ့နောက်15မိနစ်ကြာသည့်အခါ၌တင်မောဥခန်းမှဇပွဲနှင့်သူတို့ထိုင်မိကြသည်စားဝယ်တောက်ဝယ်တို့ကဇပွဲပေါ်တွင်အစီအရင်ဂျော်ဒရန်တီဤတစ်ဖက်တစ်ချက်တွင်ကြားကြီးနှင့်သူသည်မာလင်ဒန်ကာလင်ထိုင်ပြီးတစ်ဖက်တွင် ခွေးအဟင်ကင်းထိုင်နေသည်စကားတခုံးမြမပြောချကုန်းဘက်ပေါ်တွင်မူတင်မောသားများသည် ရွယ်များကိုလိမ့်နေကြသည်ဂျန်ဒရတီသည်သူတို့၏ညာတန်များကိုချားနေရသည်တို့ရရင်သူမျက်စီထဲတွင်မူဆန်ရှေကိုရောဟုခေါ်သောတင်မောသားကိုမြင်အောင်နေသည်မျက်လုံးထဲကဖြောက်ရမရဆန်ရှေကိုရောဟုခေါ်သောဇမ္မာတန်ဆွမ်းသည့်တင်မောသားလေးတစ်ယောက်တင်မောနောက်ကပင်လေပင်ကြီးထဲတွင်ပင်လေပင်ကျယ်ကြီးထဲတွင်တက်ကြယ်ဘောကလေးတွေ့ပြီးချမ်းရင်ခဲ့ပြီဂျန်ဒရတီသည်အစာကုန်မင်းရင်ရှက်ရစားနေသည့်မာလင်ချင်းဒန်ကာလင်ကိုလမ်းကြည့်လိုက်ပြီး အော့ဂလီဆန်လာ၏မာလင်စီခင်ဗျာမာလင်စီကတင်းမော့ကိုအုတ်ချုပ်ကုတ်ကဲခရတဲ့လူပါမာလင်စီလောက်တာခိုင်းတာနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောသင့်ပါဘူးဒါပေမဲ့ကျွန်တော်တခုပြောချင်တယ်ကျွန်တော်တို့မှာနောက်တမလွန်ဘဝရဲ့လို့ရှိတယ်ဗျနောင်ဘဝမှာဆိုရင်တော့မာလင်ကြီးဝင့်လင်ပါပဲမာလင်ကြီးတန်ကာလင်ကမျက်မှောင်မီကုတ်ခြင်းမရှိစိတ်မကောင်းဖြစ်သည့်လေတံမျိုးဖြင့် မလင်ချင်းတန်ကလင်ကမျက်မှောင်ဝင်ကုတ်ချင်းမရှိစိတ်မကောင်းဖြစ်တည်လျက်တဲ့မျိုးဖြင့်လေးကတော်တော်ပြင်းပြင်းတိုက်နေတယ်ဗျာဘက်နဲ့လုံမဆယ်လို့မရဘူးဖြစ်နေတယ်ဂျန်ဒရတီကခက်ချက်ချက်ဖြင့်ဘာဖြစ်လို့ဆယ်လို့မရရမှာလဲဗျာအဲ့ဒီတင်မောသားကရွက်တိုင်စင်မောကကြသွားတာပဲအဲ့ဒီတော့ကခမားရွက်တွေကိုအတင်ခိုင်းနေတယ်နောက်15မိနစ်ကြာတော့လေရွက်ကလေးတွေအားလုံးကိုအတင်ခိုင်းနေတယ်လေးကတော်တော်ပြင်းနေဗျာဟုတ်တယ်မဟုတ်လားဟင်ကင်းမာလင်ကြီးကသူ့လက်ထောက်မာလင်ဘက်သို့လက်ရည်မီးသည် နောက်ပြန်လဲရင်ရွက်တိုင်တွေအကုန်ကျိုးထွက်သွားမှာပေါ့ဘယ်ပြန်လဲလို့ဖြစ်ပါမလဲမန်စလိန်ကြီးလောက်တာမှန်တယ်မြေမြန်ဆက်သိမ်းသွားတော့ကောင်းတာပေါ့ဗျာဂျော်ဒိုရက်တီဒီဘာမှပြန်မပြောတော့သူတို့သုံးယောက်သားဒီထမင်းစားပီဒီအထိစကားမပြောမိကြပဲတိတ်ဆိတ်နေကြသည်ထို့နောက်တွင်ကဒိုရက်တီကိုတင်းမော့ဥက္ကဋ်နဲ့ထမင်းမကြည့်တော့ပဲအလဲခန်းတွင်သာထမင်းကြည့်တော့သည်သူတို့နှစ်ယောက်ဒီတယောက်ကိုတယောက်လဲစကားမပြောကြတော့မာလင်ဒီဒိုရက်တီကိုမျက်မှောင်ကျုပ်ရည်ကြည့်ခြင်းလည်းမရှိတော့မေခလာဒီမြောက်ဘက်သို့ရွက်တိုက်လာခဲ့ရာ ပူနွင်းသည့်လက်ထီကျူအတွင်းသို့ရောက်လာခဲ့သည်ရဲတရက်တပတ်ကုန်သည့်အခါတွင်မာလင်ဒန်ဂါလင်သည်ကုန်းဘက်ပေါ်တွင်ဂျော်ဒိုရက်တီဤရှင်းမှစီးပိတ်ပြီးရက်၍စိတ်ကံရောက်ရင်ခင်ဗျားဘာလုပ်မှလဲဟုပြောင်ပြောင်ကြီးမိ၏ဒိုရက်တီကတင်ငိမ့်စွာဖြင့်ဘာလုပ်ရမလဲပလိတ်ကိုတိုင်ရမှာပေါ့ခင်ဗျားကိုလူတက်မှုနဲ့တိုင်ခင်ဗျားကချိုးစင်တက်ဖို့ကောင်းတယ်လို့တကယ်လားဟုလောင်ပြောင်သည့်အပြုံးဖြင့်မေးလိုက်ပြီးနောက် မာလင်ကြီးသည်ခြာကနေလက်ထွက်သွားသည်ဒုတိယတရင်ဘက်ကုံဆုံးသွားသည်တမနက်၌ဂျော်ဒိုရတီသည် အရာမှစောစွာထကာပဲ့စင်သို့ကူးသည့်တံသားလေးပေါ်ရင်ရရင်ကုံဘက်ကိုကြည့်ရရှိလေပြင်းထဲတွင်မိခလာသည်တည့်ရည်ပြင်းနေသည့်ရွက်အားလုံးကိုလိတ်တင်ထား၏ရွက်အသေးကလေးများပင်မကျန်အားလုံးလိတ်လျက်မာလင်ကြီးသည်ပဲ့စင်တံသားအတိုင်းလျှောက်လာခဲ့သည်မျက်လုံးကဒိုရတီကိုမတိမတကြည့်ခဲ့ဒိုရတီကသူ့ကိုကြောပေးရနေသည် မာလင်ကြီးသည်အနီးပတ်ဝန်းကျင်ကိုလမ်းကြည့်လိုက်အနီးတွင်မြည်သူမှမရှိပဲ့စင်တွင်လက်ထောက်မာလင်သည်ခောက်တိုးခောက်ပြန်လမ်းရှောင်နေသည်ဒီဘက်ဆုံးသို့အရောက်တွင် ပြန်လည်သွားသည် မာလင်ဒန်ကာလင်သည်ကုန်းဘက်ပေါ်သို့ကုန်းကရွက်ကိုလိုက်တင်ထားသည့်ပင်အပ်ကိုဖြုတ်ချလိုက်သည်လေးလံသော ရွက်လိကြီးသည်တက်တာတန်းနှင့်တကွအောက်သို့ပြေးကြလာကဒိုရက်တီ၏ခေါင်းကိုချက်ဥခွန်ကလေးချက်ခွဲသလိုရိုက်ခွဲလိုက်ပြီးနောက်ရွက်သည်လေထဲတွင်တစ်ဖြက်ဖြက်လွင့်နေသည် ဟင်ကင်းသည်ပက်စင်တခြားဘက်ဆုံအစွန်းမှပြန်အလဲလိုက်တွင်ရွက်လိတ်ကိုမာလင်ဖြုတ်ချလိုက်သည်ကိုမြင်လိုက်သည်။ကောင်ကလေးတွေနဲ့စိတ်မချလို့ကျွန်တော်ကိုယ်တိုင်တည်တည်ချာချာလိတ်တင်ထားတာဆရာ။ဘက်နဲ့လို့ပြုတ်ကြရတာလေ။မာလင်တန်ကာလင်ကရွက်ကိုပြန်လိုက်တင်နေသည်တင်မောသားများကိုလဲကြည့်လိုက်ရင်ဘာတည်တည်ချာချာချီထားတာလဲကွာ။ထေစာချီထားရင်မင်းမေမင်းမေပြုတ်ကြမှာလား။အလကားကောင်နောက်တစ်ပတ်လောက်ခက်ချက်ချက်ချီလိုက်ရင် ဘက်နဲ့လုံးဝပြုတ်မကြနိုင်ဘူး။ဘာဖြစ်လို့သိရချာမရှိတယ်လဲပြောစမ်းလက်ထောက်မာလင်ကခက်တူတူညင်းနေသည်တော်ကားတောက်စကားများနဲ့နိုင်ဝဲဖြန့်ကြသောအခါ၌တင်မောဦးခန်းတို့တက်သောလေကားရင်းတွင်လဲကြသိဆုံးနေသည်ဒိုရက်ဒီအလောင်းကိုကြည့်၍မာလင်ထံကလင်သည်အများနှင့်အတူတက်အောင်တော်အဖြစ်လဲရှိလေသည်ညနေပိုင်းသို့ရောက်သည့်အခါ၌မာလင်ထံကလင်သည်သူ့အခန်းထဲတွင်ထိုင်ကတင်မောမှတ်တမ်းကိုရေးရရှိ၏လေပြင်းတိုက်နေစဉ်တင်မောသား ကာဗရွန်ဒီရွက်တိုက်စင်မှလွန့်ချသွားခဲ့သည်ထိုအချိန်ကတင်ဘောမှရွက်ကုန်ဖွင့်ထားသည့်အတွေ့တင်ဘော၏လုံခြုံရေးကိုထောက်၍လေကိုဆန်၍မလက်မလက်ရဲပါလိုင်းထားလျက်ရှိသဖြင့်တက်ကယ်လေချ၍လည်းမရပါနောင်စာမျက်နှာတစ်ခုတွင်မူဤသို့ရေးထား၏မစ္စတာဂျော်ဒိုရတီအားကုန်းဘက်ပေါ်တွင်နမောနမက်သွားလေရှိသဖြင့်မကြာခဏတတိပေးခဲ့သည်အထူးသဖြင့်ရွက်လိမ်များအောက်တွင်သွားလေရှိသဖြင့်ရွက်ပြိနိုင်ဆောင်ကိုအတီအလင်းပြောခဲ့သည် တေချာစွာချီနောင်လိတ်တင်ထားခြင်းမရှိသောရွက်ပြုတ်ကြသည့်အတွက်မက်စတာဒိုရတီတည်ဆုံးခဲ့ရသည်တင်မောသားအားလုံးနှင့်ခင်မင်ရင်းနှီးစွာရှိသူတယောက်ဖြစ်သည့်အတွက် ကျွန်ုပ်တို့အားလုံးကဝမ်းနည်းပါကြောင်းမလင်ကြီးတံကလင်သည် သူစူးစားပန်းစားရေးထားသည့်စာစီစာကုန်းကိုကျင်းနှက်စွာဖတ်ပြီးနောက်မင်းနှိတ်ဆက်ကူပြင်းနှိတ်ကစာအုပ်ကိုပေးလိုက်သည်ထို့နောက်စေးပြင်းနှိတ်တလေးကိုမိညည်း၍ရှေ့သို့ငေးကြည့်နေသည်မေခလာသည်တရေရေပြင်းနေသည် ဒီနှုံဆိုရင်မိခလာသည်တနာဤ9မိုင်လုံးလောက်ရှိနေသည်မည်အမွေးအမြင်ထူ၍မဲမောင်သောမာလင်မူးတံကလင်ဤမျက်နှာပြင်ပေါ်တွင်ကျင့်내ရောင်ရဲသောအပြုံးမဲ့သည်တဖြည်းဖြည်းဝင်လာ၏မိတို့ဆိုစဉ်မာလင်ကြီးသည်ကျွန်းပိုင်ဤပိုင်တို့ကိုတပတ်ရိုက်ကာအနောက်ယွန်းယွန်းသို့ရွှတ်တိုင်နိုင်ခဲ့ပြီ American size ရာဂျက်လန်ဒန်ဤ make westing ကိုပြန်ဆိုသည်မြတ်တန်တဲ့ အခုလိုချိန်ပင်နာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲနဲ့ရှိပါတယ်။အားလုံးပဲပေးရန်ပေါင်းကင်းဆင်ပြီးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ။